လာရှုနိုင်မဲဆေးများကတ်ထားကြညာထားမှုနှင့်မဲဆန္ဒရှင်ပြည်သူများမဲဆေးလာရောက်ကြည့်ရှုမှုအခြေအနေများကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်မြောက်ပိုင်းလာရှုမြို့နိုင်2025ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွေ့မဲဆန္ဒရှင်စင်ရင်များမှန်ကန်မှုရှိစေရေးမဲဆေးများကတ်ထားကြညာထားရှိမှုနှင့်မဲဆန္ဒရှင်ပြည်သူများမဲဆေးလာရောက်ကြည့်ရှုမှုအခြေအနေအား တာဝန်ရှိသူများကကွင်းစင်ကြည့်ရှုခြင်းကိုယမန်နေ့ကမြို့ဝံရက်ွက်၌စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ထို့သောကွင်းစင်ကြည့်ရှုစစ်ဆေးရာတွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းနှင့်တာဝန်ရှိသူများကပြည်သူများမဲဆင်းလာရောက်ကြည့်ရှုမှုအခြေအနေတာဝန်ရှိသူများ၏မဲဆန္ဒရှင်စည်ရင်ပြင်ဆင်ခြင်းဖြည့်ဆွက်ခြင်းစီစစ်ဆောင်ရွက်မှုအခြေအနေများ ုံစံသုံးဖြင့်ရှောက်ထားမှုကိုဥပဒေနှင့်အညီမဲဆင်းအချိန်မီဖြစ်သွင်းခြင်းမပါဝင်တဲ့သူများတည်ဆုံးသူများကို ပုံစံလေးဖြင့်ပဲဖြစ်ခြင်းအချက်လက်များမှာရွေးမှုရှိပါက ပုံစံလေးကားငယ်ဖြင့်ပြင်ဆင်ခြင်းစသည့်အခြေအနေများဆစ်ဆေးကလိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရပါသည်။လာရှုမြို့နယ်တွင်2025ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင်စီရင်ကြေညာထားခြင်းကိုစက်တင်ဘာလ30ရက်နေ့မှအောက်တိုဘာလ20ရက်နေ့ထိကြေညာထားမည်ဖြစ်ပြီးရက်ကွက်12ရက်ကွယ်ကျေးရွာအုပ်စုတစုစုစုပေါင်း73နေရာတို့တွင်မဲယုံစုစုပေါင်း66ယုံရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲမှသိရှိရပါသည်ခမညာ